အလုတ်ခံထားမှုဆိုင်ရာသဘောတူစာချုပ်ပါအချက်တွေထဲမှာအလုတ်သမားအလုတ်ရှင်သဘောထားကွဲလွဲမှုတွေရှိနေတာကြောင့်သုံးပွဲစွာညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေကြပါတယ်။နွယ်နီကတင်ပြပို့ထားပါတယ်ရှင်။အလုတ်ခံထားမှုဆိုင်ရာသဘောတူစာချုပ်ပါအချက်လက်တွေကိုအလုတ်သမားအလုတ်ရှင် အပါအဝင် ဝင်ကြီးဌာနတို့ကသုံးပွဲဆိုင်ဆွေးနွေးမှုတွေကိုဇန်နဝါရီလ31ရက်နေ့ကမြန်မာနိုင်ငံကုန်သည်ကြီးများနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှပြုလုပ်ခဲ့တာပါ။ ခုစာချုပ်ဟာလည်းစက်ယုံအလုတ်ယုံအလုတ်ဌာနများအထူးအားဖြင့် CMB လုပ်ငန်းအထည်ချုပ်လုပ်ငန်းနဲ့စက်ယုံတွေအတွက်အထူးထားယူရပြီးပြုစုထားတာဖြစ်ပါတယ်ဒီအလုတ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အပေါ်မှာလုပ်ငန်းရှင်အချို့ကညာအသေးစိတ်လို့နေဆိုပြီးပြင်ပြလာတာဖြစ်ရှိနေပါတယ်တကယ်တော့အညာအသေးစိတ်ထားရတာဟာနောက်အချိန်မှာသဘောထားဝိဝါဒပွဲစရာတွေပေါ်ပေါက်လာခြင်း ဒီလိုအသေးစိတ်ခက်သွေးကားခြင်းအဖြစ်အလုံးရှင်မာရော အလုံးသမားမာရောနှစ်ဖက်စလုံးမှာငင်းပွားဖို့ကြောပေါ်ပေါက်စရာနေပါပွားစီအဲ့ဒီစာချုပ်ကိုပြုစုရမှာအလုရှင်ဘက်နဲ့အလုသမားဘက်တို့အချိန်ချင်းချပြဆွေးနွေးတိုင်ပင်ပြီးသဘောတူညီမှုတွေရယူခဲ့တာဖြစ်ပေမဲ့အချို့အချက်တွေကတော့အလုသမားနဲ့အလုရှင်ကြားသဘောထားကွဲလွဲမှုလေးတွေရှိနေဆဲဖြစ်ပါတယ်။ပထမတစ်ချက်ကမူလစာချုပ်မှာပါတယ်85ရာခိုင်နှုန်း ်ထက်မနေဒုက္ခကိုပေးရမည်ဆိုတဲ့ချက်ပါကျွန်တော်တို့အိရှာသမားတွေဘာကိုစိုးရင်လဲဆိုတော့ဝိညာဉ်အသက်ကိုပဲတဲ့သိတော်ရှိပြီးတော့ဝိညာဉ်နေကိုပါအလို့ရှင်85ရက်ကိုစစပေးရမယ်ပေးလိမ့်မယ်ဆိုတဲ့စိုးရင်ချက်ကျွန်တော်တို့စီမှာရှိပါတယ်ဟုတ်ပါလားဗျလုံးဝပြည့်စုံလုံးဝမရှိတော့ဝိညာဉ်အသိအတွက်ဟိုစတင်ပြီးရဆိုတော့ဟာဒီရောအစဉ်ပြေတယ်ပါအပြည့်စုံရှိသောဝိညာဉ်တွေကို85ခန်းကိုစပေးလို့ဆိုတဲ့အရောက်ဖြစ်တယ်ကျွန်တော်တို့ကလည်းလို့ရှင်တွေကဒါမျိုးကိုကစားပွဲတစ်ခုနဲ့ကစားလို့ လုံသမားတွေကဘယ်လိုတင်ပြလာလဲဆိုရင်ပေါ့ဒီပေါ့ဟိုအလုံဒီအလုံသမားတွေကဟိုဗါလဲသူတို့ဒူဟောင်းတွေပေါ့ဟိုနှစ်နှစ်ကြာတဲ့တွေအလုံထွက်သွားကြတယ်ဒါပေမဲ့အခုအခြေအနေမှာသူတို့ပြောင်းလာလို့ရှိလို့ရှိရင်အစားခံနေမျိုးခံကြတယ်သူတို့မကြိုက်ဘူးသူတို့ကိုလည်းဗလန်ကဆန်လို့ပြောတာဆိုရင်တို့ကဆန်းခန့်ခန့်တာပဲဆန်းခန့်တဲ့မျိုးကိုထုတ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ထုတ်ခါတာထုတ်လာတာကိုကြောက်ပါတယ်ဒါပေမဲ့သူတို့ကိုအဆန်းခန့်အနေနဲ့ခန့်တယ်ဆိုပြန်တော့တယ်ဒါပေမဲ့သူတို့ကိုရခင်မူလအတိုင်း လုံးသက်အဟောင်းတိုင်းသူတို့ကိုပြန်ခန့်နဲ့ပြန်ပြီးတော့အလုံးလုံးခိုင်တဲ့အလုံးလုံးခိုင်တဲ့အနေအထားပေါ်မှာမြင်ရပါတယ်။အဲ့ဒါတစ်ချက်ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့ဒီတော့အလုံးရှင်နေနဲ့စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့အစမ်းခန့်ကာလနဲ့အလုံးတင်ကာလကိုခွဲခြားပြီးတော့ကျွန်တော်တို့တတ်မှတ်ပေးစီချင်တယ်။လောက်ခန့်နာမှုဆိုင်ရာသဘောတူစာချုပ်ဟာ1980ခုနှစ်ကျော်လောက်ကတည်းကအလုံသမားများရဲ့အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်စေရည် အလုပ်ရှင်များနဲ့အလုပ်သမားများရဲ့လုပ်ငန်းဝင်အတွင်းဆက်ဆံရေးကောင်းမွန်စေရေးစတဲ့လုပ်ငန်းဝင်စည်းကမ်းချက်တွေကိုသတ်မှတ်ပေးပြီးအလုပ်ရှင်အလုပ်သမားတို့ကစုပေါင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်ကျမနွယ်နီပါ